ဧပြီလ23ရက်ကနေမေလ2ရက်ထိဆေးရကြောင်ကျင်းပခဲ့တဲ့ရှန်ဟိုင်းအော်တိုရှိုးမှာတရုတ်ခြေဆိုင်တောင်ဖန်နဲ့ဂျပန်ခြေဆိုင်နစ်ဆန်တို့ဖက်ဆက်ထုတ်ထားတဲ့နစ်ဆန်တောင်ဖန် N7 Sedan လျှက်စကားကိုအမေရိကန်ဒေါ်လာ16450နဲ့စပြီးရောင်းချလိုက်ပါတယ်ဒီကားရဲ့နီးပညာပိုင်းနဲ့စီနှုံးကမကြခင်ကပဲမိတ်ဆက်ခဲ့တဲ့တောင်းဖန် E ပိုင်း007နဲ့တူနေပေမဲ့ကားရဲ့ဒီဇိုင်းပိုင်းကတော့တော်တော်ကြီးကိုကွဲနေတာကိုတွေ့ရမှဖြစ်ပါတယ် တောင်းဖန် e by 0007ကတော့တခါအားပြည့်သွင်းပြီးရင်သွားနိုင်မဲ့ CLTC range က940 km ပဲရှိပေမဲ့ N7 C10 EV ကတော့625 km ထိသွားနိုင်ပြီးအမြင့်ဆုံးပါဝါအနေနဲ့200 kW မြင်းကောင်ရဲ့268ကောင်အားရှိလို့မော်တာပိုင်းမှာတော့တောင်းဖန် e by 0007ထက်အများကြီးတာရာကိုတွေ့ရပါတယ် တီကားဟာတောင်းဖန်နစ်ဆန်ဖက်ဆက်လုပ်ငန်းကနေပထမဆုံးထုတ်တဲ့ new car ဖြစ်ပြီးတီကားကြောင့်နစ်ဆန်ဟာတရုတ်ပြည်တွင်းဈေးကွက်မှာဈေးကွက်ခိုင်မာရဖို့အတွက်လမ်းစာတစ်ရပ်ပဲဖြစ်ပါတယ်။တရုတ်ခြေဆိုင်ကားကုမ္ပဏီတွေနဲ့ဖက်ဆက်ကားထုတ်နေတဲ့နစ်ဆန်ဟာပြည်တွင်းဈေးကွက်မှာငါးနှစ်ဆက်တိုက်ရောင်းအားကျဆင်းနေတာကြောင့်တီကားကြောင့်ရောင်းအားပြန်တက်လာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ အရင်ကထုတ်ထားတဲ့ကားတွေထက် CLTC Rich ပိုများလာတာဒီဇိုင်းပိုင်းပိုကောင်းလာတာပြင် မော်တာရဲ့စွမ်းဆောင်ရည်ကလည်းတရုတ်ပြည်တွင်းစီးကွက်အကျိုက်ဖြစ်နေပါတယ်။ Nissan ရဲ့တရုတ်စီးကွက်အနာကက်လို့ပြောရမယ်ဒီကားရဲ့အသေးစိတ်အချက်အလက်တွေကိုကြည့်ကြရမှာရှင်။ တီကားဟာအရင်ကထွက်ပြီးသားဖြစ်တဲ့တောင်းဖန် E ဘိုင်007စီတန်ကားရဲ့ဒီဇိုင်းအပေါ်မှာပဲအခြေခံပြီးတည်ဆောက်ထားတဲ့စီတန်ကားပဲဖြစ်ပါတယ်။ဒီဇိုင်းအပိုင်းကိုတော့ EV, PHEV နဲ့ EREV ကားတွေအတွက်တည်ထက်ဒီဇိုင်းတွေထုတ်ပေးနေတဲ့တိုင်ယန်အာခီတက်ကနေရေးဆွဲပေးထားတာပဲဖြစ်ပါတယ်။အရှိပိုင်းဒီဇိုင်းကိုကြည့်ရင်တော့ V motion ဒီဇိုင်းပေါ်မူတည်ပြီး ရှေ့ပန်ပါမှာ LED headlights မီးတန်းကို တွေ့ရမှာဖြစ်ပါတယ်။ ပညာအချက်ပြမီးတွေမှာတော့နစ်ဆန်ရဲ့အတူကောက် N အခရာကိုပုံဖော်ထားပါတယ်။အပြင်ဘက်ပိုင်းမှာတော့ Adobe's Retrievable တကားလက်ကင်ကိုင်း Single Tail Light တွေဖြင့်ပြောင်းလှက်နေတဲ့ Roof Line ကိုလည်းမြင်ရမှာဖြစ်ပါတယ်။ကားရဲ့ရွယ်စားကိုကြည့်ရင်တော့အရှိနောက်ရှိ4930မီလီမီတာ၊ပညာကျဲ1895မီလီမီတာ အမြင့်1489မီလီမီတာရှိပြီး휘베이스ကတော့2915မီလီမီတာရှိပါတယ်။အရွယ်စားကအရှိအထက်ထားတဲ့ Townfan E.007 ရဲ့အရွယ်စားအတိုင်းပဲဖြစ်ပါတယ်။အပြင်ပိုင်းရောင်တွေကိုတော့အပြာ၊ငွေရောင်၊အစိမ့်နုရောင်၊အဝါနုရောင်၊အဖြူရောင်နဲ့အနက်ရောင်ဆိုပြီးအယောင်၆ရောင်နဲ့ထုတ်ထားပါတယ်။ ကားရဲ့အတွင်းပိုင်းအပြင်အဆင်ကိုကြည့်ရင်တော့ဘဲဥပုံစတီယာရင်ကိုတက်ထားသလို Kia Shifter ကတခြားကားတွေလိုမဟုတ်ပဲစတီယာရင်ရဲ့အနောက်မှာတက်ထားပါတယ်ရှေခန်းအလဲခွန်ဆိုမှာ15.6လက်မရှိတဲ့ 2.5K စခရင်ကိုတက်ထားတာကတော့တမျိုးထူးခြားတဲ့အတွင်းခန်းဒီဇိုင်းလို့ပြောရမှာပဲဖြစ်ပါတယ်။ နောက်တစ်ပါလာတာတွေကတော့90ဝက်အားရှိတဲ့ wireless charging pad ဖုန်းအားသွင်းဖို့အတွက် USB port 3ခုနဲ့ cap holder နှစ်ခုတက်ပေးထားတာပဲဖြစ်ပါတယ်။အတွင်းမှအယောင်တွေကိုတော့မီခိုးရောင်နဲ့အစိမ့်နဲ့အဖြူဖောက်ထားတဲ့အယောင်ဆိုပြီးအယောင်နှမျိုးရွေးနိုင်အောင်လုပ်ပေးထားပါတယ်။မောင်းနေမှုအပိုင်းမှာထူးခြားဆုံးနည်းပညာကတော့တောင်းဖန်နှစ်ဆန်းနဲ့ moment data တို့ပူးပေါင်းထုတ်ထားတဲ့ intelligent driving system ကိုဒီကားမှာပထမဆုံးမြင်ရမှာဖြစ်ပါတယ်။ နီးပညာပိုင်းမှာအရေးပါတဲ့ OS ကိုတော့ Qualcomm ကထုတ်ထားတယ်။ Snapdragon 8295P chips ကိုသုံးထားပြီးသူ့ကို DeepSeek R1 AI နဲ့အသံပေးထိန်းချုပ်နိုင်အောင်လုပ်ပေးထားပါတယ်။ရှေ့ခန်းထိုင်ခုံတွေမှာ12 point marset function ကိုထည့်ပေးထားတဲ့ပြင်အတွင်းပိုင်းအသံစနစ်ကို speaker 14လုံးနဲ့အားဖြည့်ထားပါတယ်။ နောက်ထပ် panoramic sunroof ရေခဲတတားနဲ့အယောင်256ရောင်ထိထောက်ပေးနိုင်တဲ့ ambient lighting တွေပါလာသေးတာကိုတွေ့ရပါတယ်။ power train အပိုင်းမှာတော့မြင်းကောင်ရေ215ကောင်အားရှိတဲ့160 kW motor တစ်လုံးတက်နဲ့မြင်းကောင်ရေ268ကောင်အားရှိတဲ့200 kW အား motor တစ်လုံးတက်ဆိုပြီး version နှမျိုးနဲ့ထွက်လာပါတယ်ရှင်။